2019-2020ရာသီပရီးမီးယားလိရာသီပွဲတွေပြီးမှာတော့လီဗာပူးအနိုင်ရခဲ့တာကြောင့်1998-99ရာသီကစပြီးဒါရှောင်းချန်ပီယံလိဝင်ခွင့်ရခဲ့တဲ့အာဆင်နယ်အသင်းဟာနှစ်20အတွင်းပထမဆုံးချန်ပီယံလိဝင်ခွင့်လွှဲချော်မှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။လီဗာပူးနဲ့အာဆင်နယ်တို့အကြားအမှတ်ကွာဟမှုကတမတ်တာရှိတာကြောင့်အာဆင်နယ်အတွက်မျှော်လင့်ချက်ရှိခဲ့ပေမယ့်လီဗာပူးအသင်းကမစ်ဒရဘော့အသင်းကိုအမှားရမရှိနိုင်ပွဲရယူပြီးချန်ပီယံလိဝင်ခွင့်အရယူခဲ့တာပဲဖြစ်ပါတယ်။ အာဆနယ်အသင်းဟာရာသီနောက်ဆုံးပွဲစမှာအေဗာတန်ကိုမဖြစ်မနေအနိုင်ရမှဖြစ်မှာကြောင့်အကောင်းဆုံးပြင်ဆင်လာခဲ့ပြီးတိုက်စစ်ဆင်ကစားခဲ့ပါတယ်ဒါပေမဲ့အဲဒါရအတင်းတိုက်စမှုအန်နာဗလင်စီယာကိုအာဆနယ်နောက်ခံလူတွေဟာ ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရပြီး14မိနစ်မှာသူကိုကြမ်းကြမ်းတန်းတန်းဖျက်ထုတ်ကစားခဲ့လို့ကိုစီရဲ့နေဒါရိုက်အနီကန်နဲ့အထုတ်ခံခဲ့ရပါတယ်။အာဆင်နယ်အသင်းအတွက်အပွင့်ကိုကိုပွဲအစား10မိနစ်မှာပဲအိုစိထိုးပေးတဲ့ဘောလုံးကိုဘယ်လာရင်ကပြေးပိတ်သွင်းခဲ့တာပါ။အာဆင်နယ်အသင်းရဲ့ဒုတိယဂိုးက28မိနစ်မှာဝဲလ်ဘတ်ရဲ့ပေးပို့မှုကနေအလက်စစ်ဆန်ချက်စ်ပိတ်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။58မိနစ်မှာပနန်တီကနေလူကာကူကအက်ဗာဒန်အသင်းအတွက်ခြေပကိုသွင်းခဲ့ပေမဲ့62မိနစ်မှာရန်စေးကလှပ တဲ့အဝေးကန်ကျန်းနဲ့တတိယမြောက်ကိုသွင်းယူခဲ့ပြီးဂိုးပြတ်နိုင်ပွဲရယူခဲ့ပေမယ့်ချန်ပီယံလိဝင်ခွင့်အတွက်မလုံလောက်ပဲဖြစ်ခဲ့ရပါသေးတယ်။ ။တပြိုင်နက်ကစားခဲ့တဲ့လီဗာပူးမစ်တယ်ဘရော့ပွဲမှာလည်းလီဗာပူးတင်က3ဂိုးကိုမရှိနိုင်အနိုင်ရခဲ့တာဖြစ်ပါတယ်။လီဗာပူးအတွက်အဖွင့်ဂိုးကိုတော့ပထမပိုင်းပြီးခဲ့နေကြမှာရရှိခဲ့ပြီးဝိုင်းနယ်တန်ကသွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။ကျန်တဲ့ဂိုးတွေကိုတော့50မိနစ်မှာကော်တင်ဟိုရဲ့လှပတဲ့ free kick ကန်ကျန်တဲ့56မိနစ်မှာလဲလာနာတို့ကသွေးယူခဲ့တာပါ။ကြံပွဲစဉ်တွေမှာတော့ Champion Chelsea ကစန်ဒါလန်ကို9ဂိုးတကူနဲ့ဂိုးပြတ်အနိုင်ရခဲ့တယ်လို့ဒုတိယနေရာက Sporting ကလည်းတိုက်စ စ်မူဟာရီကိန်းရဲ့ဟက်ဒရစ်ဂိုးနယ်တို့ဟာစီဒီကိုအဝေးကမှာ9ဂိုးတကိုးနဲ့အနိုင်ရခဲ့ပါတယ်။ဟာရီကိန်းကတော့နောက်ဆုံးနှစ်ပွဲမှာ9ဂိုးထိသွင်းယူပြီးအခုနှစ်အတွက်ဂိုးသွင်းပြင်စုကို26ဂိုးနဲ့ရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။တခြားပွဲစဉ်တွေမှာတော့လူငယ်အများစုကိုပွဲထုတ်ခဲ့တဲ့မန်ယူတင်ကခရစ်စတယ်ပဲလစ်ကို2ဂိုးခိုးမရှိတဲ့အနိုင်ရခဲ့တယ်လို့မန်စီးတီးတင်းကလည်းအဝေးကမှာဝက်ဖို့ကို9ဂိုးခိုးမရှိနဲ့အနိုင်ယူခဲ့ပါတယ်။